ဒီနေ့ချစ်ချက်စီစဉ်မှာဇင်တို့တွေခင်ပြမဒီပရိသတ်တွေအတွက်ပေါ့နော်ချစ်ချက်ဆိုတော့စကားလေးရအဲ့လိုခေါင်းစဉ်တစ်ခုပေးလိုက်တာ ਨੇ ပြောချင်ကြတာအများကြီးပဲဟုတ်တယ်အဲ့တော့ဇင်တို့ကငေဘွားလေးအကြောင်းပြောမလားလို့ဒီတစ်ခါစဉ်းစားထားတယ်ကောင်းတယ်ကောင်းတယ်အရင်ကောင်းတယ်မဟုတ်ဘူးပဲအရင်ကောင်းတယ်ဘာလို့ပုံမှန်ဆိုတိတ်ပြီးတော့မစဉ်းစားဖြစ်ကြဘူးတို့တွေကလက်ရှိအချိန်ကာလတွေမှာကျင်လည်နေကြတာပေါ့နော်အဲ့တော့ဇင်အခုလို့ပြောလိုက်တဲ့အခါကျတော့မငေဘွားဆိုချက်ချင်းစဉ်းစားမိပါလားဘာပြောရင်ကောင်းမလဲပေါ့ဇင်မှာအကြောင်းပြောကြမှာ flashback တွေအများကြီးပါလားပေါ့နော်အဲ့ဒါကြတော့နော်အဲငေဘွားတော့ဆိုရင်ဇင်တို့တွေလေ ငယ်ရောဝါသနာနဲ့အခုဒီဇင်တို့ဒီအွယ်လက်ရှိ ပေါ့နော်ကိုအလုံးလုံးနေတဲ့အချိန်မှာအာဒီကိုရဲ့ professional career ထပ်တူမကြခဲ့ဘူးလို့ဆိုရင်တော့ထင်တာပဲတချို့သောသူတွေပေါ့နော်အစဉ်ဆိုရင်လည်းထပ်တူမကြခဲ့ဘူးအဲ့ဒါမျိုးရှိတယ်ဆိုတော့ပြစ်နေတာပဲဆိုတော့ရန်ပြစ်နေတာဟုတ်လားနှိမ့်ဆက်ပါတယ်အစအတန်လေးကောင်းတယ်လေအရင်ကချက်ထွက်ထားတယ်နော်ဟုတ်တယ်ဟုတ်တယ်ကိုပိုင်သချင်းကိုပိုင်သချင်း presenter ဆိုရဲအိမ်မှာလုံးဝမမှတ်ခဲ့ဘူးအဲ့လိုမျိုးရည်မှန်းချက်လည်းမရှိခဲ့ဘူးအစမွန်လည်းဟို မဆုလက်ကအမကနည်းနည်းနီးစက်တယ်လို့ထင်တယ်ဒါပေမဲ့အမငငယ်ကဖြစ်ချင်တာအမဆီယာမဖြစ်ချင်တာအကြောင်းဆီယာမအဲ့လိုကစားရင်လည်းအမဆီယာမလို့တိုင်ပဲကစားတာဆီယာဝင်နေပါလေမစိတ်ကူးမြင်မှုအိမ်မှာဆိုလို့ရှိရင်အဲ့လိုမြေဖြူရင်းနဲ့လျှောက်ချစ်ပြီးတော့လေအဲ့လိုစာတရားတာကိုကြိုက်တာစာတင်နာဝါသနာပါဒါပေမဲ့အမရဲ့မသိစိတ်မှာအမ ဲ့လိုသတင်းကြီးညာသူဖြစ်ချင်ခဲ့တာကလေးဆိုတာငယ်တော့ဆိုလို့ရှိရင်ကလေးတွေကအစီအစဉ်တွေကြည့်မယ်ပြီးသွားလို့ရှိရင်သတင်းကြီးညာရဲ့ဘယ်ကလေးမှမကြည့်များသောအဖြစ်ပေါ့နော်အမအဲ့သတင်းကြီးညာရဲ့ထိုင်ကြည့်နေတာထိုင်ကြည့်နေပြီးတော့လေအဲ့အမတွေပြောသမျှကိုလေအမစိတ်ထဲမှာလိုက်ပြောနေတာဆိုတော့ အမတည်းနဲ့အမရဲ့မသိစိတ်မှာဒီအလုပ်ကိုအမငယ်တည်းကတော့အလိုဝါသနာပါခဲ့တယ်ဆိုတော့ဒါပေမဲ့အဲ့တုန်းကအမတို့ငယ်တုန်းကအစီအစဉ်တင်ဆက်သူဆိုတော့အလောက်ကြီးဘယ်လိုမှမလဲသတင်းကျင်ညာတွေဆိုတော့အနောင်စားလောက်ပဲရှိရပေါ့နောက်ပိုင်းအမတို့အရွယ်ရောက်လာတဲ့အခါကျတော့မှအမတို့အမဒီဘုကကိုယ့်ရဲ့စီနီယာတွေကြည့်ပြီးတော့အားကြတယ်အတူယူတယ်ပို့ပြီးတော့စိတ်ကဝါသနာပို့ကြီးလာတာပေါ့နော်ငငယ်ကတော့အဲ့လိုမသိစိတ်ကလေးမှာတော့ သတင်းကြညာတာကိုစိတ်ဝင်စားခဲ့အဲ့ဒါမျိုးတော့ရှိတယ်။နည်းနည်းနီးစက်တယ်လို့ပြောမှာနော်အဲ့လိုမျိုးတော့အကြောင်းဆရာမလုံးဝဆိုရင်လည်းအမအမပုံစံအဲ့လိုမျိုးအကြောင်းဆရာပုံစံမျိုးနဲ့ဆက်နေရဟုတ်တယ်ဆက်မကြီးလှုပ်ရှင်တာဆက်မကြီးလှုပ်တာမဟုတ်အဲ့လိုမျိုးကလေးတွေကိုလေတေချာလေးနားဝင်အောင်ပြောနိုင်တယ်ဒီလားအဲ့လိုပုံစံဒါပေမဲ့တခုတော့ရှိတယ်အမအားနေချက်ဘယ်ကလေးမှကြောက်မှာမဟုတ်ဘူးဆရာမသဘောကောင်းတယ်သဘောကောင်းတဲ့ဆရာမပါဘူးဆရာမအောင်သဘောကောင်းတဲ့ဆရာမသဘောကောင်းတဲ့ဆရာမတွေလည်းရှိတယ်ဟုတ်တယ်နော်အဲ့လိုမျိုးဆရာမတော့အရင်ချစ်တာအဲ့လိုဆရာမဆိုရင်ချစ်ချင်ရူးတယ် တော်ကြီးရဲ့ထီလည်းဆ iam မဖြစ်ချင်တာ။အော်အဲ့လိုစမောစမောဆိုလို့ရှိကြလိန်နာအောင်မှတ်မိရငေ။လိန်နာဟိုဘာဖြစ်ချင်လဲဆိုတော့မဆုလက်ပြောသလိုပဲ generally ကတော့ကိုဖြစ်ချင်တာနဲ့ကိုဖြစ်နေရဘွားအဲ့လိုတထက်တဲကြရလို့ထင်တာပေါ့နော်။လိန်နာနဲ့ဆက်ဆက်ပြီးပါလို့ပြောလဲဆိုစမောငငယ်တော့က မိဘတွေဆရာမတွေအမျိုးတွေမေးလို့ရှိရင်ဘာဖြစ်ချင်လဲမင်းဆရာဝန်ကြီးဖြစ်ချင်တယ်အင်ဂျင်နီယာကြီးဖြစ်ချင်တယ်လို့လိန်ပြောတာလေလိန်ပြောတာဆိုတာငယ်တော့ကတော့အဲ့လိုလိန်ပြောနေမှတော့ကိုယ့်ကိုမသိဘူးပေါ့နော်အဲ့လိုပြောတော့မှလူကြီးတွေတော့လည်းသိတာပေါ့နော်သိတာသူတို့တွေကလူကြီးတွေကအဲ့လိုမှမပြောလို့ရှိရင်ကြတော့မကြိုက်ဘူးလေကလေးကရည်ရွယ်ချက်စာစူးစားမှလူကြီးတွေကကြိုက်တာလေအဲ့ပြောပါပြီးရင်စံဝွဲဖြည့်ပြီးတော့ရန်ကုန်မှာစံဝွဲဖြည့်ပြန်သွားလို့ရှိရင်ဘယ်နှဘာသာဂုံတူးမှန်လဲဆိုအော်အော်ဒီတကယ်တော့ဖြည့်သုံးဘာသာလောက်တော့ကောင်းကောင်းဖြည့်နိုင်ခဲ့တာမဟုတ်ဘူးပေါ့နော် ဆိုအဲ့လိုမျိုးတော့လူကြီးတွေတော့သိချမ်းသာအောင်ဝင်ပါတယ်သိချမ်းသာအောင်ပြောလိုက်တယ်ပေါ့နော်အဲ့လိုမူသားဖြူလေးကိုပြောလိုက်တယ်ဒါပေမဲ့တစ်ဘက်ကလည်းမဆုလက်လိုမျိုးဆိုမှဖေဖေနဲ့ငငယ်တော့ဆိုလို့လဖေးဆိုင်နေလို့ကို့ဘွားကနေခွာစီပြီးလိုက်ကွာပြီးလို့ရှိရင်အဖေကထည့်ပေးတဲ့ဒီပကံပြားလေးကိုလဖေးထည့်ပေးအဲ့ဒါလေးကိုတောက်ပြီးတော့ငငယ်တွေကလူမကြောက်ဖဲနဲ့အဲ့လိုမျိုးလိုက်သွားပြီးတော့အဲ့ ိတ်လဖေးဆိုင်နေမှာပြနေတဲ့ entertain ဖြစ်တဲ့ program တွေပြီးလို့ရှိရင်သတင်းလာတဲ့အချိန်မှာဘယ်သူမှလည်းမကြည့်တော့ဘူး။အဲ့အဲ့ချိန်မှာကြာလို့ရှိရင်ကိုကကြည့်နေရပါဆိုအဖေကမပြန်သေးဘူးလေအဲ့တော့စိတ်ဝင်စားလားစိတ်ဝင်စားလားမသိဘူးအမြဲတမ်းကြည့်နေရခါကျတော့အဲ့သတင်းချိန်ညာနေစကားပြောတဲ့ flow တွေကရနေရပါဘောနားထဲမှာဆွဲနေရအရန်တော်နေရတော့မဟုတ်ပါဘူးမယ်ဒီ presenter interview 3 4 5စစ်မှာဘယ်အစ်စ်အလွယ်ဆုံးလဲဆိုရင်နောက်ဆုံးကင်မရာတက်စ်ကကိုယ့်အတွက်အလွယ်ဆုံးအဲ့လိုမျိုးလေးပေါ့တစ်ထပ်ထဲတော့ကြရဲဆိုမင်းစင်အဆူအဖြစ်အောင်လည်းလုပ်ရအောင်ပရီဇန်တာဖြစ်ပြီးမင်းသမီးဖြစ်ပြီးအဆူတော်လေးပဲကြံတာလမ်းပေါ်ရောက်နေပြီဆုံးဖို့ကြလန်းဆုံးဖို့ပဲကြံဟုတ်ပါဘူးလမ်းပေါ်ရောက်နေဆက်ပြီးတော့တောင်းပန်လို့လမ်းပေါ်အမလည်းအဆူဝါဒနာပါပဲချင်းဆူဝါဒနာပါအဲ့ဒါကြတော့ဝါဒနာလေးတွေကတော့အဲ့လိုကိုစီကိန်းအောင်နေရရှိနေကြတာပေါ့နော်ဒါပေမဲ့လေဟိုဒီဖြစ်တင်တာနဲ့ကိုဖြစ်ချင်တာနဲ့ဦးစားပေးပြီးတော့ရွေးချယ်တက်လာတဲ့အချိန်အခါရောက်တော့ဖြစ်တင်တာဟုတ် ဲဦးစားပေးလိုက်တဲ့သဘောပေါ့အဲ့ဒါအဲ့လိုမျိုးလေးနေကိုဒီလိုမျိုးအာဒါ presenter ဖြစ်လာပါတော့เนาะအဲ့လိုမျိုးတော့ပြောရမှာပဲငယ်ကတော့ အမျိုးစုံကြိုးခုံပြီးတော့ကိုအဲတိတာကိုအနိနာမှာဆရာဝန်ရှိရဆိုရင်လည်းဆရာဝန်ဖြစ်ချင်သွားပြန်ပြီးအဲ့လိုမျိုးဆရာတော့မလုပ်ချင်ဘူးမဆရာတော့မလုပ်ချင်ဘူးတန်းဖြစ်သွားကြတယ်တန်းဖြစ်သွားကြတယ်ဒါပေမဲ့အခုကကလေးကြီးဂျာတော့လေသူတို့ကလေသူတို့ဘာဖြစ်ချင်လဲဆိုတော့ရေရာတိတိကြသိရတည်လားဟုတ်တယ်ပြီးတော့ရွေးချယ်စရာလည်းများတယ်ဟုတ်တယ်ပြီးတော့လမ်းနှင်းလုံးဖို့အခွင့်လမ်းတွေလည်းအမတို့ထပ်ပို့ပြီးတော့ညားတယ်ဟုတ်တယ်ကိုရင်ငယ်ရဆိုလို့ရှိရင်တင်မှုအတွက်ဆိုရင်အမငယ်တည်းကအမ တင်ကျင်ခဲ့တာစောင်းတီးတာတင်ကျင်တာအဲ့လိုလေအဲ့လိုတူရိယာတီးရတာအမလည်းဂီတာကိုမသိစိတ်ကဝါသနာပါတယ်အဲ့မဲ့အဲ့ရမှာမှာအမအဲ့လိုဟို instrument တစ်ခုခုအမတီးကျင်တာအဲ့ဒီမှာအမစောင်းတီးကျင်တာဆိုတော့အဖေကိုပူစားဘူးအဖေကစပင်းရှိထားတယ်အမဆယ်နန်းတီးစပင်းရှိထားတာဒါပေမဲ့တီးခွင့်မရလိုက်ဘူးဒါပေမဲ့ဘာလဲဆိုတော့အဲ့ဒါကမိဘတွေရဲ့အဲ financial management အခြေအနေရှိမယ်ပြီးသွားလို့ရှိရင်အနီးနားမှာလည်းတင်နန်းဆိုတာအမကတော့နည်းနည်းနေသေးတယ်အခုနောက်ပိုင်းကခလေးတို့ အရန်ကန်ကောင်းတယ်အဲ့လိုတင်းတန်းဆိုလို့ရှိရင်သူတို့ဘာစိတ်ဝင်စားလဲဥမာအဆုံရှိရယ်ကွာအဲ့ဒါတွေကိုလေ့လာလို့ရတယ်ပြီးတော့မိဘတွေကလည်းအများကြီးကလေးတွေအတွက်လည်းအဲ့လိုပံ့ပိုးပေးပံ့ပိုးပေးကြတယ်เนาะအဲ့တော့အခြေအနေတစ်ခုတော့ကွာသွားတယ်လို့ထင်တယ်ဟုတ်တယ်ဟုတ်တယ် ကိုရီငယ်ကဖြတ်တန်းလာတဲ့အချိန်ခါမှာတော့စဆိုစပဲစူးစမ်းလိုက်တဲ့အချိန်နေပေါ့နော်အဲ့အချိန်မှာတော့စစူးစမ်းခိုင်းတဲ့မိဘရှိတာတော့မစူးစမ်းခဲ့တာစူးစမ်းခဲ့တာမိဘတွေကတော့အာဆရာဝန်ဖြစ်စေခြင်းနဲ့ဒါတော့လေဟိုငယ်ငယ်တုန်းကတော့ကိုယ့်ရဲ့မိဘတွေကတော့ဖြစ်စေခြင်းနဲ့ရည်မှန်းချက်ပေါ့အဲ့ခါကြမှာတဖြည်းဖြည်းနဲ့ဟိုကိုအတန်းတန်းမိတန်းတက်မြောက်လာတဲ့အခါကျရင်ဇင်းတို့တွေဒီပေါ့မိဘတွေလည်းနားလည်လာတယ်သူအချိန်တွေကဘယ်လိုပုံစံမျိုးလဲပေါ့နော်နားလည်လာတဲ့အချိန်မှာဟိုမိဘတွေလည်း တင်ပြီးတော့လဲစဉ်းစားထားမှာပေါ့အဲဘယ်လိုမျိုးရွေးချယ်ခွင့်နေရှိမလဲပေါ့ဘာဖြစ်လဲဆိုတော့အစဉ်ဆိုလဲဒီတက္ကသိုလ်ပြီးရဲ့အချိန်မှာဆိုရင်ရွေးချယ်ရမယ့် career မှာ ဘာလို့ရင်ကောင်းလဲဆိုပြီးတော့ကိုရွေးချယ်ရခက်နေတဲ့အချိန်မှာမှဇင်မိဘတွေကပဲဒီ presenter ဖြစ်ဖို့အတွက်ရွေးချယ်ပြီးခဲ့တာ။အဲ့လိုမျိုးဆိုတော့ဟိုတခါလေကြာရင်လည်းမိဘတွေမှလည်းသူတို့ကောင်းတဲ့မှလည်းကြိုတင်ပြီးတော့သားသမီးအတွက်စီစဉ်ထားတဲ့အစီအစဉ်လေးတွေအဲဘယ်လိုမျိုးလေးတွေဖြစ်တင်နေဆိုတော့လမ်းကြောင်းလေးတွေတော့သူတို့ကြိုတင်ပြီးတော့ဆွဲထားမှာပဲလေနော်။ဟုတ်တယ်ဟုတ်တယ်။အမလည်းတစ်စင်းနဲ့နည်းနည်းနီးစက်တယ်။အမဆိုလို့ရှိရင်ဒီလောက်ကိုအမအမေတိုက်တွန်းတာနဲ့ရှောက်ဖြစ်ခဲ့တာပေါ့နော်။မတိုင်ခင်အမက10နှစ်ဖြစ်ပြီးတဲ့အချိန်မှာအဲ့လို study guide လောက်လိုက်သေးတယ်။အဲ့လိုလုံးနေတဲ့အချိန်မှာအမေကအဲ့လိုလေးမဲခေါ်တဲ့ဟာတခုတွေ့တော့တမီးကသွားလျှောက်ပါလားဆိုအမအဲ့လိုယုံကြည်ချက်ကိုပတ်တာကိုမရှိဘူးကွာမလျှောက်ချင်ဘူးပေါ့နော်ဒါပေမဲ့ဒီ presenter ခေါ်တဲ့အချိန်မှာကျတော့အမေကတော့တမီးအားလျှောက်ကြည့်ရင်ကောင်းမလားဆိုလျှောက်လို့ပြောထားပဲအမေကအဲ့လိုမျိုးဖြစ်စေချင်တဲ့အခါကျတော့အဲ့မှာလျှောက်ဖြစ်သွားတာအဲ့တော့ကိုယ်စိတ်ထဲမှာဒါလေးကိုစိတ်ဝင်စားသွားတယ်အဲ့ဒီအချိန်မှာမိဘကလည်းဟိုတိုက်တော်နေအခါကျတော့ကိုယ်တက်ပို့ပြီးခွန်အားတစ်ခုဖြစ်သွားတာပေါ့အဲ့တော့မိဘတွေရဲ့အခန်းကဏ္ဍကလည်းတော်တော်အရေးကြီးရလို့ထင်တယ်နော်ဟုတ်တယ် ဟိုမားရောမိဘဆိုတာတိုက်တွန်းတာပေါ့နော်စုမုံတို့မိဘစုမုံမိဘဆိုကြတယ်စုမုံကြတော့လှုပ်ချင်တာလှုပ်ခိုင်းတာဘယ်လိုပြောမလဲယုံကြည်မှုပြည့်နေပြန်တန်းခိုင်းတာပေါ့နော်အဲ့ချိန်မှာ web software engineer လှုပ်နေရတယ်ဒါပေမဲ့စုမုံမှာအချင်းတစ်ခုရှိရအကြောင်းရတစ်ခုတက်ရောက်ရက်ကိုပြောပြလိုက်ရင်အဲ့ကိစ္စကမဖြစ်လာတော့ဘူးမဖြစ်လာတော့မပြောပြအောင် presenter လျှောက်တာလုံးဝမပြောပြအောင်အင်းမပြောပြအောင်မပြောပြဘဲနဲ့အဲ့လိုတက်လျှောက်တာပေါ့နော်အဲ့လို ဝိချနာတွေဝတ်ပြီးတော့လာတာပေါ့နော် general knowledge ဆိုလို့ရှိရင်လည်း general knowledge ကိုသူများတွေက interview လာတော့တွေ့တယ်တော့စာအုပ်ကြီးဖတ်နေချိန်မှာကိုကကျတော့သတင်းစာဖတ်လိုက်ကြတယ်ဖတ်လိုက် magazine ဖတ်လိုက်ဖတ်ချင်တာတွေ၆ဖတ်ပြီးတော့ဟိုလုံးနိုင်တဲ့လောက်တော့ငါအကုန်လုံးမယ်ဒါပေမဲ့စနစ်ကြမနေဘူးအဲ့လိုတော့လာရှာရမယ်နောက်ဆုံး camera test ထိပါတယ်ဆိုတော့ဒီစစ်မှာတော့ငါပြောမရတော့မယ်ပေါ့နော်အဲ့မှာပြောလိုက်တာကင်မရာတက်တောင်မပြောသေးဘူးလားမသိဘူးပါဝါပြီဆိုတော့မှဒီဘက်ကအလုပ်ကိုရော်ကြီးဆက်သိမ်းပေးရတော့မှာကွန်ထရက်မပြည့်ခင်ထွက်လို့ဆိုပြီးတော့အဲ့ခါကျတော့မှပြောတာ ဆိုတော့အဲ့ခါကျတော့လည်းမိဘတွေကဟိုပတ်စံပေးရလို့အဲ့ခစ်ဆိုတာဆယ်သိန်းရများတယ်လေနော်ဟုတ်တာဟုတ်တယ်ဟိုပတ်စံပေးရလို့တွေပါလေမရှိဘူးယုံကြည်ချက်ရှိတာသမီးတော်တေချာလုံမာတာလုံမာလုံမာအရန်ရန်လုံချင်နေပြီဆိုတဲ့အခါကျတော့အဲ့ပေးပြီးတော့လုတ်ခိုင်းတာပေါ့နော်ဟုတ်တယ်အဲ့တော့ဒါပေမဲ့တခုရှိတာကဘာလဲဆိုတော့ဟိုသားသမီးတွေကိုမိဘတွေကလည်းယုံကြည်မှုပေးတယ်နောက်တစ်ခါကျသားသမီးတွေကလည်းမိဘတွေယုံကြည်အောင်လို့နေထိုင်ခဲ့တဲ့အနေအထားတွေလည်းပါမယ်လို့ထင်တယ်အမှန်တန်တာတော့လေအမ ကိုကငယ်တည်းကမိဘကအဲမိဘပြောစကားတစ်ခါကြားလို့ရှိရင်အမဆိုလေအရင်နှထောင်နေတဲ့မှာမပါဘူးဒါပေမဲ့ကိုယုံကြည်ပြီးလုပ်တဲ့အလုပ်တရားလည်းမိဘအတွက်မျက်ရည်ကြားမယ့်ကိစ္စမရှိဘူးအဲမိဘဂုံရမယ့်ကိစ္စမျိုးပဲကိုကိုရီးယားစူးစမ်းခဲ့တာပေါ့နည်းနည်းတော့ဂုံစာမိတာပေါ့နော်ဆိုတော့အဲ့ဒါတွေကြောင့်မလို့လေလိန်မာကြရပေါ့နော်အဲ့ဒီခါကျတော့ကိုရီးရွေးချယ်မယ့်ကိုရီးလုံးမယ့်အလုပ်မှန်သမျှအခုချိန်ထိလည်းမိဘတွေကယုံကြည်တယ်လက်ခံမိတယ်သူတို့အနေနဲ့အော်ဒါဖြစ်ပါမလားဆိုတဲ့ဟာမျိုးလည်းတစ်ခါမှမရှိဘူးဆိုတော့အဲ့ဒါတော့ ဆိုတော့သူလည်းကံကောင်းတာပေါ့နော်အဲနောက်ပြောလို့ငယ်တော့ကဆိုရင်အဲ့လိုဝါသနာလေးတွေပေါ့ဝါသနာလေးဆိုရင်အဲ့ဒီခုနပြောဆိုဒီဝါသနာလေးရဲ့မှာအဲ့ပြင်ပမှာကိုအားကစားနဲ့ပတ်သက်ပြီးတော့ဝါသနာပါခဲ့တာမျိုးရှိလားအားကစားအရှည်ရညံ့တာမဟုတ်လားအားညံ့တာငါလည်းဆုံးမတော့အရန်တော့သူဟုတ်တယ်အဲ့လိုမြင်လို့လေပြောဆိုအရင်ပြောပြလို့ရအရန်ရှိစရာပြောပြောပြောမမတို့မပြောခင်တခုလောက်မေးချင်တာအမမတို့ငငယ်တော့စိန်ပြေးတဲ့စုပ်ဘူးလားစုပ်မှုတော့ဘူးပဲနော်အဲ့ rules တွေမှတ်မိလား ကျောက်ကျောက်ဖြတ်အဲ့လိုမျိုးအဲ့လိုလေး post day လို့ဟုတ်တယ်လေပြီးတော့ရှင်ဟိုအဓိကတော့အဓိကတော့တခုတည်းပဲလိုက်လိုက်တယ်မိတဲ့သူကမိသွားတယ်ရှုံသွားတယ်ပေါ့နော်ဆိုတော့အဲဆုံးဘယ်လောက်ထိခြေရှည်ခြင်းလဲဆိုတော့အဲ့စိန်ပြေးလိုက်တန်းဒီ area တခုတည်းမှမဆော်ပါနဲ့တရွာလုံးပတ်ပြေးတရွာလုံး อ่ะบดุไล่เลยไอ้ไอ้ไล่ရတဲ့လူอ่ะไล่ပဲအဓိကကဆုံးမဆိုရင်ဘယ်တော့ပြေးလဲဆိုရင်ကိုယ့်ကိုလိုက်ဖန်ဖန်မဖန်ဖန်အိမ်ရဲ့အဝေးဆုံးတနေရာကိုပြေးတာဒီဘက်မှာနှစ်ပွဲသုံးပွဲစော့နေပြီကိုယ့်ကကိုယ်ပြေးလို့မဟုတ်ဘူးဆုံးမရဲ့မမီးပြီးရောမမီးပြီးရောကြောက်ရပြေးရောကြောက်ရပြေးရောပြေးပြီလာလာပြန်ချောင်းကြည့်တယ်ဒီကဲတော့အဲ့လိုမဆော့အောင်လေနော်လာပြန်ချောင်းကြည့်ပြီးတော့ဘသူလိုက်လဲဖြစ်သွားရည်လဲလိုက်တဲ့နေရာမှာပဲပြေးရမှာလေအဲ့နောက်ပဲပြေးရမှာဒါပေမဲ့ဆုံးမအဲ့ဒါတော့တွားရရင်ပြီးရောဆိုတရွာလုံးပဲပြေးတာငယ်တော့ကနေမှနေရဆိုအဲ့ဒါမရှိတာ တော်တော်ပြေးရဝါဒနာပါဒါပေမဲ့အပြေးပါအဲဟုတ်တယ်နောက်ဆုံးကျအသက်ကြီးတော့အပြေးပြိုင်မွေးတွေပြိုင်နေတာအဲကြောင့်အဲကြောင့်ကွတ်တီကြောင့်ပါလေဆိုရင်အမလေးအမရောင်က forever sport တီးတစ်ခုမှာအမနဲ့စုမွန်အဲ့တော့အကုန်ပြေးရတာကွာအကုန်ပြေးရတယ်ဆိုတဲ့အချိန်မှာ week လည်းပါတယ် อาม่าก็เลยมนโกเรียก็เลยไม่ปี้နိုင်อูติล่ะเอาปี้อ่ะแหละอาม่าไม่ใจ้วอาม่าเปอาม่านาวซ้อมมาหลบซิหลบซิปี้ใช่มั้ยสุหมออ่ะตะโชดะปี้ว่ะโหอย่างยังแม่ลงปี้ว่ะไอ้มาสุหมอเนี่ยปี้ซ้อยอยู่อาม่าตีว่ะอาม่าจ้ะတော့สุหมอเนี่ยสั่นจิบันไงเนาะဆိုလို့ရှင်อาม่าတော့ဟိုဝမ်ခွဲမောင်နှမတွေတအားများတယ်များတဲ့ခါကျတော့ပိတ်ရဆိုလို့ရှင်စနေတနေ့နေ့ဆိုတခြားအပြည့်သူနဲ့ဆော့ဆရာတော့မလို့อาม่าတို့ဝမ်ခွဲတွေအကုန်ဆော့ကြရမလားအဲ့ကြရင်อาม่าနဲ့อาม่าရဲ့အဲ့လိုညီမဝမ်ခွဲတွေကြောက်ရှင်သူနဲ့อาม่าเนี่ย9လပဲกว่าတယ်အဲ့လိုရွယ်တူပေါ့เนาะจ้องတက်လဲတူတူပဲအကုန်လုံးဆော့ကြမယ်อาม่าတို့နှစ်ယောက်က ဘာသူမှမသိပဲနဲ့ထမင်းညှို့ညှို့ဖြစ်နေတာအတူတို့တွေတီးအမားတို့ညောင်မသိဘူးအတခုဆိုဘာဆိုအမဟာစော့ရင်လည်းညံ့နေရှုံးလို့ရှင်လည်းငိုတယ်အမလိုက်လည်းမခံဘူးအမပြီးမှဗာလဲစိတ်မိလိုက်တိုင်းမလား post day ဆိုတာက မိတော့မှအမမတိုင်ရင်လည်းဒါကြိုက်ပြီးတော့ပြေးနေအဲ့တော့အားကစားကတော်တော်ညံ့နေတယ်မှာပါတယ်ရှက်တော့ရှက်တယ်ဇင်းရောဇင်းရောနေဆော့နိုင်မယ်နဲ့ဆော့နိုင်တယ်ဇင်းအဲ့ငယ်ဟွားဆိုရင်အဲ့လိုလွတ်လပ်ရေးနေဆိုရင်ရန်တက်ကြွာမနဲ့ဆော့ရီနိုးနေအဲ့ဆိုလွတ်လပ်ရေးနေဆိုရင်ဝင်ကြိုက်ဖို့မနဲ့ဆော့ရီရဲ့နိုးနေမနဲ့ဆော့ရီကအဲ့မှာဟာဟိုဒီလမ်းထိပ်မှာအော်လန်နဲ့အော်နေပြီဆိုပြီးတော့ဒီမှာဟိုမှာအော်လန်နဲ့အော်နေပြီဆိုရင်အရန်စင်နေဖြစ်နေပြီဘယ်ဘယ်ထဲမှာဝင်ဆော့ရင်ကောင်းမစင်းနေပါအဲ့လိုပေးထားတာအာလူးကောက်လားအဲ့လိုအဲ့လိုဟိုထုတ်စီးတိုးလားဆိုရင်အဲ့လိုမျိုးတွေဆော့ရီရ ရတယ်ဆိုလဲရတယ်အဲအဲ့လိုမျိုးလွတ်လပ်ရေးနေဆိုရင်ညဘက်ထိကိုဆိုတာ အဲ့မအိတ်ချင်သေးဘူးအိမ်ကမပြန့်ချင်သေးတာလမ်းထဲမှာဆော့နေတာဟိုဇင်းတို့လမ်းထဲမှာမိန်းကလေးဆိုလို့ဇင်းတယောက်ပဲရှိတာအကျက်နဲ့တငယ်ချင်းအကုန်ယောက်ျားလေးတွေဟုတ်ကြောမဟုတ်အောက်တယ်အယောက်ျားလေးနေပဲပေါင်းလာငငယ်ကအဲ့လိုမျိုးဆိုလေကိုကငငယ်ကတော့အဲ့လိုမျိုးယောက်ျားလေးနေပေါင်းပြီးယောက်ျားစိတ်ဖြစ်နေတာယောက်ျားစိတ်ဖြစ်ပြီးအဲ့လိုစပိန်နေပါလေဆိုစီးပြီးဆိုနေအဲ့လိုယောက်ျားလေးနေဖွဲ့လိုက်ကြီးရောက်ရှောက်သွားနေစပိန်နေပါအဲ့လိုစီးရအဲ့လိုနေဆောင်ဖွဲ့လိုက်စီးကြတာဟုတ်တယ်အဲ့လိုယောက်ျားလေးဟိုကိုကလေအိမ်မှာဆိုရင်ငငယ်ကဆိုဆရာမအိမ်မှာစာလာတင်နေဆိုရင်လာခေါ်နေကြပြီ အကုန်လုံးကကိုထက်ငယ်တဲ့သူတွေမောင်လေးတွေပေါ့အေးပေါ့အေးပေါ့မဆင်မဆင်ကိုဒီမှာစတဲ့နေမပြီးသေးဘူးအဲ့တော့အင်းရှင်းမှာမဆင်မှာချက်တိပြနေချက်တိပြစပိန်စီမဲစပိန်စီမဲအဲ့လိုလာပါဆော်ရီလာဆောင်နေတာအာစပိန်နေအဲ့လိုရကွတ်ထမပတ်စီအဲ့လိုမျိုးရအရင်စပိန်ကလည်းတခုခုဆိုရင်အဲ့လိုမျိုးလေအားစားနဲ့ပတ်သက်ပြီးတော့ဇင်အဲ့လိုစပိန်စီတာလို့ရေကူးတာလို့ဆိုရင်လေသူများတင်လိုက်ရင်တပတ်နေတက်တယ်ဆိုရင်ဇင်တစ်နှစ်နေမှာတက်တာ အဲ့လိုမျိုးအမြဲနောက်ကြအမြဲနောက်ကြအချိန်ယူရအမြဲနောက်ကြအဖြစ်ဖြစ်ဆိုရင်လည်းအလိုမှောက်လဲဒူးပြဲပြီးတော့မှအကြီးကျယ်ဖြစ်ပြီးတော့မှတက်သွားတဲ့ဟာမျိုးအမှတ်တရမျိုးအလိုလဲကူကူဆိုတဲ့ဟာမျိုးလေခေါင်းတခါမှမရှိခဲ့ဘူးအဲ့ဒါပေမဲ့အဲ့လိုနာကျင်ရပေမဲ့ဇီယာလက်မလျှော့ပဲနေတက်အောင်လို့စူးစမ်းတဲ့စိတ်ကချီတူးစရာအဲတက်သွားပြီဆိုရင်လည်းမပြီးတော့ဘူးဆပင်းကမစင်းတော့ဘူးဒါပေမဲ့အာဂဇာတဲ့ဝါဒနာပါတယ်လို့စမှုလို့ဆိုရင်အာဂဇာဝါဒနာပါတယ်ဒါပေမဲ့ တကယ် officially အလိုလွတ်လပ်ရေးနေခဲ့သူတော့အဲ့လိုကစားပွဲတွေမှာလည်းမကစားဘူးမဟုတ်ကစားဘူးဒါပေမဲ့တစ်ခါမှစူမရအောင်ဒါပေမဲ့ညတော့စူရတယ်စူရရဘူးအဲ့ဒါလုံးဝကိုယ့်အတွက်အမှန်တရားဆိုကလေးတွေအတွက်ပေါ့အဲ့လိုချွတ်ချင်းလေးမုတ်လေးရောအဲ့လိုမျိုးလေးစူရမိဘကငယ်တည်းကလှုပ်ကြွေးခဲ့တာလှုပ်ကြွေးခဲ့တာပဲလေကိုကိုအောင်မြင်ရတယ်ဆိုပြီးတော့လေ no motivation ရအဲ့ဒါဆန်းနိုင်ညဘဆန်းနိုင်ကြော်မှအောင်ကြောက်တယ်ဆန်းနိုင်ကြော်ရင်နောက်နေ့ရောက်သွားဆိုရင်ပြီးသွားပြီပေါ့နော်အဲ့လိုမျိုးတောင်ဖြစ်ခဲ့အရန်ကြော်တာအိတ်စိပီစီမို့မြင်ရအဲ့အိတ်မှဆိုရင်လေမေးရောဗာလဲဆိုတော့လေဟိုတို့အဲ့လိုမျိုးတွေထိမ့်မနေဆိုမျက်ခုံးလှုပ်တယ်မိဘတွေရတယ် က်ညစ်တယ်ဟုတ်ဆိုလေသူကသတင်းကြိုးဆိုလဲသတင်းကြိုးအာဝင်လလန်းထားပြန်ပြီးဗျာဦးဖောက်ကျင်တဲ့ဟိုဟာဖြစ်ကျင်တဲ့ဒီဟာဖြစ်ကျင်တာလုံးဝမထင်ရနေရပါဘောနော်တကြံဆိုရင်လည်းဟာရေပတ်တော့မယ်ဆိုအာအဲ့လိုအကြီးကျယ်လေးရေပြုတ်တနက်တေးဝဲဟိုဟာအရန်စီစဉ်တာစီစဉ်တာအဲ့လိုဟာလာပြီးလွတ်လပ်ရင်းနေဆိုရင်လည်းစီစဉ်နေပြီအဲ့လိုတဲ့မှာဟာခင်ဆိုရင်အဲ့လိုမျိုးဆိုရင်ဟုတ်ကဲ့ အတလန်းလုံးကနိုင်ကြီးနာပဲအဲ့လိုဆော့ကြတာဒါပေမဲ့ဒါအမတို့ငယ်တုန်းကခလေးဘွားပေါ့နော်အခုအချိန်ပြောလို့ရှိရင်အခုခလေးကြီးကြတော့ဒီခံစားချက်တွေကိုခလေးတိုင်းမရတော့ဘာလို့ဆိုတော့တို့မှအဲတစိမ့်ရှိဟိုစာတင်ရတယ်ကျောင်းချိန်ပြီးွားလို့ရှိရင်နောက်ထပ် class တွေအများကြီး join ရတယ်ဆိုတော့နော်ဖြစ်တဲ့အတွက်တို့ကဖုန်းနေနေဒီ social ပေါ်မှာအချိန်ကုန်တာများဟုတ်တယ်ဟုတ်တယ်အဲ့တော့ အဲသူတို့ကလည်းအတက်ပညာလေးလာခွင့်ရတဲ့အတွက်ကောင်းတဲ့အရာတွေရှိသလိုအမတို့ငယ်တုန်းကကြတော့ဒါတွေကလေကိုကာယချမ်းခံမှုအတွက်အများကြီးထောက်ပံ့ဖြစ်တယ်ပြီးတော့ဒီ memories တွေကအခုပြန်ပြောတဲ့အချိန်မှာအဲ့ဒီအချိန်ကိုပြန်ရောက်သွားသလိုရင်းထဲမှာလွတ်လပ်သွားတယ်အလိုကြည်မူးသွားတယ်နော်အဲ့ခံစားချက်လေးရတယ်ဆိုတာဒါတော်တော်တန်မှုရှိတဲ့အချိန်ကြီးဟုတ်တယ်အဲ့တော့အချိန်ပြန်ပြီးတော့ရနိုင်လားဆိုတော့လေမရနိုင်တော့ဖြစ်နိုင်တော့နော်ဖြစ်နိုင်တော့ပျော်ခဲ့ရပါပျော်ခဲ့ရတယ်နော်ဆိုတော့ဘလောက်တိယောက်ကြားဆန်စဉ်ဂျင်းတွေပါပေါက်တာ ။မင်းကအဲ့လိုအဲ့လိုထောက်ချင်တယ်ကျွန်တော်လှလာနေဖြစ်လာတယ်။အဲ့လိုလောက်တာအမေမဆန်ဘူးမဆန်ဘူးမမထင်နဲ့။ဟုတ်လား perfect ဖြစ်တယ်။အဲ့လိုလေဟိုချင်းပါဝိုင်းသူသင်းပြင်းဝိုင်းလင်းပြင်းစွတ်အာချင်းလေးအဲ့လိုပေါက်ခဲ့တာ။အမအကြီးစားပြောလိုက်အောင်မေအမအားကားစားမှဘယ်လောက်ထိညံ့နေဆိုတာဒါခုံစရာတော့မဟုတ်ဘူးပေါ့နော်။ဒါပေမဲ့အဲ့လိုအမအကိုဝန်ဝန်ခွက်ရေးလဲရှိရောသူတို့ချင်းပေါက်အမပေါက်ချင်တယ်။အပေါက်ပေါ့နော်အမအတင်းလှုပ်ပြီးတော့သူတို့အတင်ခိုင်းပေါက်တယ်မလား။အမချင်းကကြိုးလှုပ်ထွက်သွားတယ်။ အဲ့ဒါတခုဘောလုံးကန်တယ်မလားအမဝင်းကန်ခြင်းတယ်အမကန်လိုက်လို့ရှိရင်ဘောလုံးကကြံခဲ့အမရှိရောက်ပါအဲ့လိုထိညမ်းတာပါဆိုပြီးတော့အမလိုပါရမီလုံးဝမပါတာပြီးတော့အားကစားနဲ့ပတ်သက်လို့ရှိရင်အဲအမကိုယ်တိုင်ကလည်းပါရမီမပါသလိုအမမိရကြားတယ်အဲ့လိုအနာတရားဖြစ်သွားမှတအားကြောက်တာအဲ့တော့တခုဆိုလို့ရှိရင်အဲ့လိုအားကစားရပါလေအမကနားလိမ့်မင်းပါကိုယ်ကလည်းငကိုရဲကြောက်တော့လေတာမင်းကအရန်အတိုင်ဖောက်ညီနေအဲ့တော့မလုတ်ဖြစ်ဘူးပေါ့တော့ဒါပေမဲ့အခုအသက်ရောက်တဲ့အခါမှာကြာအဲ့လိုမျိုးကစားခဲ့တဲ့သူတွေအားကြာတခုတော့ရှိရင်ထုတ်စီတိုးတာတိုးခုန်တာတော့အရန်တော့တိုးခုန်တာအီစုတိုးလို့ပါလို့ဆိုခုန်တာခုန်တာမတော်ဘူးဟုတ်လားအမအီစု ိုးတော့ခုံနေအဲ့လိုမျိုးကျောင်းမှာအဲ့လိုမျိုးလေးမုတ်စားစင်းကျင်ကြရင်လေထမင်းစားပြီးအမြင်မြန်စားပြီးရင်အဲ့လိုကြိုးသွားခုံကြဟုတ်တယ်အဲ့လိုမျိုးရှိရလေဓမ္မကျောင်းအဲ့လိုဘတ်တန်ရိုက်တာဝါသနာပါတော့ဘတ်တန်ကျောင်းကိုထည့်သွားတယ်အဲ့ကျောင်းသွားလို့ရှိရင်တခြားပစ္စည်းမပါနေပါစေဘတ်တန်နဲ့ကြက်တောင်ကပါတယ်အဲ့ဟာတခုတော့အမလှုပ်တယ်အမဘတ်တန်ရိုက်တာအဲ့လိုအားကစားတယ်မှာအဲ့တခုတော့အမကြိုက်တယ်အမလှုပ်နိုင်နေပေါ့နော်လှုပ်နိုင်တယ်လို့ငယ်တော့လှုပ်နိုင်တယ်အခုတော့မရိုက်တာတော့ကြာပါပြီအဲ့လိုလှုပ်တယ်တခြားတော့ဘာတခုမှမရအောင်အဲ့လိုမျိုး ။အဲ့တော့မှတ်တရလေးပါ။အဲ့တော့ကြည်ညိပြိတ္တတွေမှာလဲဆလတ်တို့လိုပဲအဲငယ်ဘွားမှတ်တရအများကြီးရှိမယ်လို့ထင်ပါတယ်။အဲ့တော့ငယ်တော့အချိန်ကြီးကပြောခဲ့ရတယ်။အခုပြန်ပြောတဲ့အခါမှာသစဉ်စဉ်းစားမိရဲ့ဒီ idea လေးပေါ့နော်။ဆင်းကျေးဇူးတင်နေ။အဲ့တော့အဲ့ခံစားချက်လေးအဲ့ချိန်လေးကိုပြန်ရောက်သွားတယ်လို့လေးနေနော်။ခံစားရပါတယ်။